ဒီမှာတော့အခုဒီမိုကရေစီလိုချင်နေဆိုတာပါလေနောက်ဆုံးတော့ဒီမိုကရေစီဆိုတာရွေးချယ်ပိုင်ခွင့်ပဲကိုယ့်ရဲ့အစိုးရတစ်ခုကဒါကိုရွေးချယ်ပိုင်ခွင့်ရှိတာမဟုတ်ဘူးဥပဒေဘောင်အတွင်းကတရားဥပဒေဘောင်အတွင်းကနေပြီးတော့ကိုယ့်ဘဝကိုကိုယ်ဘယ်လိုကြောင်းမလဲဆိုတာကိုရွေးချယ်ပိုင်ခွင့်များတာဟာဒီမိုကရေစီစနစ်ရဲ့ရလာတစ်ခုပါပဲရွေးချယ် ဘိုင်ခွင်းဆိုတာဟာအင်တာမလိုအပ်ပါတယ်အဲ့ဒီတော့ကိုယ်ကလည်းရွေးချယ်ရပဲရွေးချယ်ဘိုင်ခွင်းဆိုတာဟာနိုင်ငံရေးစနစ်နဲ့အစိုးရတင်ပေးထားတာပေါ့ကိုကိုတိုင်ကလည်းကိုယ့်ရဲ့ရွေးချယ်ဘိုင်ခွင်းကိုမှန်မှန်ကန်ကန်သုံးရမယ်နောက်ဆုံးတော့လူတိုင်းလူတိုင်းဟာကိုဘောကမှရှောက်မယ်လမ်းကြောင်းကိုကိုရွေးရတာပဲတခြားလူရွေးပေးလို့တွန်းပို့လိုက်လို့ပါသွားတဲ့လူတွေလည်းရှိတာပါ ဒါမဲ့ဒါလည်းတော့ဆုံးကိုကိုပေါ်မှာတည်တာပဲတခြားလူတွန်းဖို့သလိုသွားမလားကိုဖါကိုကိုရွေးချယ်မလားအဲ့ဒါကတော့လူတိုင်းလူတိုင်းတယောက်ချင်းတယောက်ချင်းဆုံးဖြတ်မှာပါဒီတော့ဘဝအာမခံချက်ဘဝအာမခံချက်ကြောင့်လေခလေးတွေကပြောတဲ့ဟာလေဒါလည်းကျမနားလေပါလေဘဝအာမခံချက်ဆိုတာတော့လူတိုင်းလူတိုင်းမှာအခြေခံအဖြစ်တော့ရှိလို့ရှိရင်ကောင်းမှာပေါ့ဒါမဲ့တခါတလေကြလို့ရှိလို့ရှိရင်ဘဝအာ မကြုံတုံးပြောချင်ပါတယ်အဲ့ဒီကျမတို့ရဲ့မြန်မာနိုင်ငံမှာပေါ့နော် တချို့တွေကဒီမိုကရေစီရဲ့သဘောတရားကိုသိပြီးတော့ဟိုနားမလည်သေးဘူးလို့ထင်ပါတယ်ကျမတို့မေးတယ်သမရဖြစ်လှုပ်ချင်တာဆိုလှုပ်ချင်တယ်ဘာဖြစ်လို့လှုပ်ချင်တယ်အဲ့တော့မှကျမတို့လှုပ်ချင်တဲ့ကိစ္စတွေလှုပ်လို့ရမှာကျမတို့အဲအကောင့်ထဲပေါ်ခြင်းနဲ့နိုင်ငံရေးလူမှုရေးပညာရေးစီမံကိန်းတွေစသဖြင့်စီးပွားရေးစီမံကိန်းတွေစသဖြင့်ကို ပေါ့အကောင့်ဖော်ထိုင်ပါလို့ဒီမှာဖြေပါတယ်အဲ့တော့တချို့ကဒီဟာကိုတမရလှုပ်ချင်တာကိုပဲအပြစ်လို့လို့သူတို့ကပြောတယ်အဲ့တော့ကျမကပြောတယ်ကျမတို့ဒီမိုကရေစီစနစ်မှာနိုင်ငံရေးပါတီတွေဘာဖြစ်လို့ထူထောင်လဲဘာဖြစ်လို့လဲဆိုတော့ဒီမိုကရေစီစနစ်မှာဆိုတာဒီမိုကရေစီဆိုတာအများပြည်သူရဲ့အုပ်ချုပ်ရေးဆိုတဲ့အဓိပ္ပာယ်ရောက်ပါတယ်တိုက်ရိုက်အဖြစ်ပေါ့နော်ပြည်သူအုပ်ချုပ်ရေးဒါပေမဲ့ပြည်သူတွေအားလုံးအုပ်ချုပ်လို့မရဘူးကျမတို့နိုင်ငံမှာဆိုရင်အခုအာ ကြမ်းမြင့်အဖြစ်တန်း55နဲ့60ကြားမှာရှိတယ်လို့ကျမတို့မှားရပါတယ်မှားဆထားပါတယ်တန်း55ရောက်စလုံးကဘယ်လိုမှတိုင်းပြည်ကိုအုပ်ချုပ်လို့မဖြစ်ဘူးဒါလည်းအလုံးသိတဲ့အတိုင်းပဲဒါကြောင့်မလို့ဓာတ်ရိုက်ဒီမိုကရေစီမဟုတ်ဖ ೇನೆ ကိုယ်စားလှယ်များအနေတဆင့်ခေါ်ထုတ်တဲ့ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ဟာကျမတို့တကဘာလုံးမှာရှိနေတာပါအဲ့တော့အဲ့ဒီဟာဘာလဲဆိုတော့တကယ်ကြတော့ပါတီနိုင်ငံရေးကိုအခြေခံပါတယ်ကျမတို့ဒီဟို နှစ်နှစ်20ကျော်စစ်အစိုးရလက်အောက်မှာနေခဲ့တုန်းကဆိုလို့ရှိရင်ကျမတို့ကကိုပါတီနိုင်ငံရေးလုပ်တယ်ဆိုပြီးတော့ဆွဆွဲချက်တွေလုပ်ခဲ့ပါရှိခဲ့ပါတယ်ပါတီနိုင်ငံရေးနဲ့အမျိုးသားနိုင်ငံရေးဟာမတူဘူးအတိတ်ပဲအဖြစ်ပါတီနိုင်ငံရေးဆိုတော့မကောင်ဘူးကိုပါတီကလေးကိုလုပ်တယ်ဟာအမျိုးသားနိုင်ငံရေးပဲကောင်တယ်အမျိုးသားနိုင်ငံရေးဆိုတာလည်းအုပ်ချုပ်တဲ့သူတွေပဲလုပ်နေတယ်ဆိုတဲ့သဘောထားနဲ့အဲ့လိုဝါဒဖြန့်ချိမှုတွေရှိပါတယ် အဲ့တော့ကျမတို့အမြဲပဲပြန်ပြောပါတယ်ဒီခေတ်ဒီခါမှာဒီမိုကရေစီဖော်ဆောင်ခြင်းလို့ရှိရင်ပါတီနိုင်ငံရေးဆိုတာလုပ်ရတယ်ဒါပေမဲ့ပါတီနိုင်ငံရေးဆိုမှာညစ်ပတ်တဲ့ပါတီနိုင်ငံရေးလည်းရှိတယ်တန်ရှင်းတဲ့ပါတီနိုင်ငံရေးလည်းရှိတယ်ကျမတို့ကတန်ရှင်းတဲ့ပါတီနိုင်ငံရေးကိုလုပ်တယ်အဲ့တော့တန်ရှင်းတဲ့ပါတီနိုင်ငံရေးထဲမှာကို့ပါတီနိုင်ငံအစိုးရအာဏာရရှိရေးကိုတန်တန်ရှင်းရှင်းပုံမှန်လင်းလင်းမှန်မှန်ကန်ကန်စူးစမ်းတာဘာမှအဖြစ်မရှိဘူးဒါဟာ ပါတီနိုင်ငံရေးဆိုတဲ့ဒီမိုကရေစီနိုင်ငံရေးမှာမလုံမဖြစ်လိုရတဲ့ကိစ္စပဲအဲ့တော့ကျမတို့ကဒီလိုပါတီတစ်ခုဟာအာဏာရပြီဆိုရင် ပါတီခေါင်းဆောင်ဟာဟိုအစိုးရအဖွဲ့ရဲ့အကြီးအကဲဖြစ်တာဒါရိုးရိုးဒီမိုကရေစီအစဉ်အလာတစ်ခုပဲဖြစ်ပါတယ်အဲ့ဒါကိုကျမတို့ပြည်သူတွေတချို့နားမလည်ဘူးလို့ထင်ပြီးတော့ပဲ ပြောတာလားတကယ်ပဲ ီဒီလိုရေးသားတဲ့ပြောဆိုတဲ့လူတွေကိုယ်တိုင်ကနားမလည်လို့လားသိဘူးတမရဖြစ်ရဖြစ်ချင်ရခေါင်းလားပေါ့နော်လက်ရှိတမရရေးကိုဖြုတ်ချခြင်းရခေါင်းလားဆိုတဲ့အနေထားနဲ့ပြောချင်ပါတယ်အဲ့တော့ဒီမှာပြောမှာဒီမှာတော့ဟာလက်ရှိအစိုးရအကြီးအကဲကို အကြမ်းဖက်တဲ့နီးနဲ့လည်းဖြုတ်ချမှာမဟုတ်ဘူးလက်နဲ့နီးနဲ့လည်းဖြုတ်ချမှာမဟုတ်ဘူးရွေးကောက်ပွဲနီးနဲ့မှန်မှန်ကန်ကန်ကျွန်တော်တို့ကဖြုတ်ချပြီးတက်ချင်ပါလိမ့်မယ်ကျမတို့ရဲ့လုတ်ပိုင်ခွင့်တယ်မဟုတ်ဘူး ဒီမိုကရေစီလိုချင်လို့ထူထောင်ထားတဲ့နိုင်ငံရေးပါတီတခုရဲ့တာဝန်ကိုဖြစ်တယ်အဲဒါကြောင့်မလို့ကျွန်တော်တို့ဆက်ပြီးတော့ e, -e, -e, er, no, one mind one will one command that's not democracy unless we have the ability to understand different points of view we will not be able to bring peace in a world where each and every human being has his or her own point of view that is only natural we cannot all be alike, and it's just as well. I think it would be extremely boring if we were all alike. And I have, I've always said that those who believe that everybody can be alike are, no, are not Democrats. They are those who believe in dictatorship. One mind, one will, one command. That's not democracy. Democracy means differences, it means choice. But choice means responsibility. Because if you make the wrong choice, you affect those who live around you. Your choice does not affect you alone, but your family, your friends, your society, your country, the world in which we live.

ပါဝင်ပါတယ်။ကျမတို့အစိုးရတာဝန်ယူချိန်မှာတနိုင်ငံလုံးဖြတ်စင်ပြီးအာရရှိမှုမှာ34ရာခိုင်နှုန်းပဲရှိခဲ့ပါတယ်။ဒီကနေ့ဒီအချိန်မှာတော့တနိုင်ငံလုံးရဲ့58ရာခိုင်နှုန်းဒီပါရရှိနေပြီးတော့2025ခုနှစ်မှာတနိုင်ငံလုံးရဲ့85ရာခိုင်နှုန်း2000 30ပြည့်နှစ်မှာတနိုင်ကလုံးတရားရဂိုင်းလုံးကျော်ရရှိလာအောင်ဆက်လက်ကြိုးပမ်းတော်မှာဖြစ်ကြအောင်တည်ပြီးလိုပါတယ် ဒါအပြင်လူတိုင်းလမ်းလမ်းမီနိုင်တဲ့ကျန်းမာရေးလွှမ်းချုပ်မှု Universal Health Coverage ဆိုတာကလည်းကျမတို့ကတိကိုပြုထားခဲ့တာပါရှေးလာမယ့်ငါးနှစ်တာအတွင်းမှာလိုအပ်တဲ့ဆေးဝါးပစ္စည်းကျန်းမာရေးအထောက်အကူပစ္စည်းတွေကိုပြည်တွင်းမှာပဲထုတ်လုပ်နိုင်ဖို့နိုင်ငံတကာအဆင့်မီဆေးရုံတွေဆေးကန်းတွေနဲ့ဝန်ဆောင်မှုပေးနိုင်ဖို့ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာဒီပညာတွေတိုးတက်မြင့်မားလာဖို့ ြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှုအဆင့်မြင့်တင်ပြီးပြည်ပထွက်ငွေလျှော့ချနိုင်ဖို့အတွက်ကျန်းမာရေးအထောက်အကူပြုလုပ်ငန်းနယ်ပယ်မှာယင်းနှိမ့်နှံမှုတွေတချိန်တိုးတိုးတက်လာဖို့အထူးစီမံချက်တွေအခြားမှဆောင်ရွက်တော်မှာဖြစ်ပါတယ်။အဲဒါကြောင့်မြန်မာစီးပွားရေးထိခိုက်မှုကိုတွန်းလှန်လွတ်မြောက်နိုင်ရေးပြုပြင်ပြောင်းလဲရေးစီမံချက် MBRRP မူကြမ်းကိုရေးဆွဲထားပြီးဖြစ်ပါတယ်။ အဲ့ဒီရှင်မချက်မှာပါတယ်ကာလာ when let it to die ရေဘူးလေးတွေဝေပြလိုက်နေတိုင်းမလေးတွေလက်မချိုးနဲ့လေးဖင်ကလေးတွေတို့ပြူရာရဲနာကတိမြချုပ်ချဘူးနော်တစ္ဆုပန်နဲ့လက်မချောင်းနဲ့လေးချုပ်ချင်းကနာတို့ချောင်းရင်ဒီ90လောက်သာသွားလိမ့်မယ် Yang naru temi ni ella kaidu tejene Twella de macho te tisa jisan le to dai pwe kodan Ni share naru teri ni yuzane tollan